နော်ခြေကားကိုင်းနဲ့သွားမယ်တပုံဘယ်နေရာမှာရှိလဲဆိုတာကိုလက်တွေ့ကြကြကျွန်တော်တို့မောင်နှမသုံးယောက်ကတရင်ချက်လက်တွေယူမယ်ပေါ့နော်ယူပြီးတော့ကျွန်တော်တို့သွားမယ် PDF တွေစောင့်ရင်လည်းစောင့်နေအဲမင်းတို့ငါတို့မြင်တော့ဟို PDF မန်းတော့ငါတို့သိမှာပါဘာလို့လဲမင်းတို့ကမင်းတို့ကဟိုဟာပေါ့နော်ဂျိုလဲပေါ့ရင်ပေါ့နေမယ်အမီလဲပေါ့ရင်ပေါ့နေမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အလွယ်တကူမင်းတို့သိနိုင်မှာပါနော်အဲ့တော့ကျွန်တော်တို့မုံရွာကနေမန္တလေးကိုအဲကြီကာကားနဲ့သွားမှာ သွားမှာသွားကြည့်မယ်တို့ဘုံခွဲရင်တော့ခွဲပေါ့ဗျာမတက်နိုင်ဘူးအဲ့ဒါတော့မှန်ပါလားဒီလီပေါ်ရှင်မှာချိုးဆော်ပါတယ်နော်ဒီစနေအစင်ဒီမှာနိုင်ငံအတွင်းလိုက်တော့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးတိုက်ပွဲတန်းတွေကိုအနေနဲ့တင်ဆက်ပေးနေတဲ့ channel ကိုပဲဖြစ်ပါတယ်ခင်ဗျာစောင့်မျှော်အားပေးကြဖို့တိုက်တွန်းပါတယ်ခင်ဗျာဒီမှာသခိုင်းတိုင်းဝန်ကြီးချုပ်အသက်18နှစ်အောက်သခိုင်းတိုင်းဝန်ကြီးချုပ်ပေါ့နော်ဝန်ကြီးချုပ်ဖလားဘလုံးပွဲတွေရှိတယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအလှူပေါ့နော်ဟိုဟာကဟို ရဟန်းတန်ကတရားခုနှစ်ပါးလားမသိဘူးဗောနော်အဲ့အလူပေါ့ရှင်ပြုအလူပွဲရှိတယ်အဲ့အလူပွဲအတွက်ကျွန်တော်တို့ကိုကျော်စိုးဦးတို့ညီမလေးသဇင်ဦးတို့ကမုံရွာကိုရောက်ရှိနေတာဖြစ်တယ်ဗောနော်အဲ့တော့ဟိုမုံရွာမျိုးရဲ့အခြေအနေလေးကိုလောလောဆယ်တော့ပြောချင်တာမုံရွာမျိုးရဲ့အခြေအနေကအေးစေးစေးတည်တည်ငြိမ်ငြိမ်ရှိတယ်အဲဘာမှဟိုလိုင်းပေါ်မှာပေါ့နော်အလို့အရန်ကြီးပြောတာတလို့မျိုးမဟုတ်ဘူးကျွန်တော်တို့ဆိုရင်အခုနော်အဲ့ PDF တွေရှိပါတယ်ဆိုတဲ့နေရာတွေကိုတွားတာတောင်ကျွန်တော်တို့ PDF တွေကိုမတွေ့ရတော့ PDF တွေကဘယ်ကိုရောက်နေပြီလဲမသိဘူးเนาะဘယ်ကိုရောက်နေပြီလဲမသိဘူးကျွန်တော်တို့ဆိုဒီနေ့လမ်းဆောင်ကဘာလမ်းဆောင်လဲကျွန်တော်တို့ကြောက်လို့မလာရဘူးကျွန်တော်တို့ PDF တွေကြောက်လို့မလာရတာဖြစ်မယ်တဲ့ကျွဲရဲလမ်းဆောင်ကျွဲရဲလမ်းဆောင်ပေါ့เนาะကျွဲရဲလမ်းဆောင်တို့ဘာလို့ကျွန်တော်တို့ PDF တွေလိုက်ရှာနေ PDF တွေမတွေ့ဘူးအခုကျွန်တော်တို့အပြန်ကြရင်တော့ကျွန်တော်တို့ကမုံရွာရဲ့အခြေအနေကိုမုံရွာနဲ့မန္တလေးလမ်းပေါ့နော်မန္တလေးလမ်းရဲ့အခြေအနေကိုသိကျင်လို့ကျွန်တော်တို့အောက်ကနေသွားမယ် နော်အောက်ကကားလမ်းနဲ့သွားမယ်လိန်နဲ့မဟုတ်တော့ဘူးဒါပေမဲ့တခုနော်တခုကအောက်လမ်းနဲ့သွားမယ်ဒါပေမဲ့ကျွန်တော်တို့ជីကာကားတွေဒီနေ့ကျွန်တော်တို့သွားပြီးတော့ရှစ်ဆေးတာရှိတယ်အဲជីជីကာကားတွေပေါ့နော်အဲជីကာကားတွေနဲ့ကျွန်တော်တို့ကသွားမယ်ជីကာကားတွေနဲ့သွားမယ်ဆိုတော့ကျွန်တော်ကမြေပြင်ရဲ့အခြေအနေကိုသိကျင်လို့မုံရွာနဲ့မုံရွာနဲ့မန္တလေးမုံရွာနဲ့မန္တလေးလမ်းပိုင်းမှာနှာပေါက်ဂိတ်ကြီးပေါ့ဗျာနောက်ဆုံးအခြေအနေကြီးကိုကျွန်တော်တို့အဲ့ဒီမုံရွာကနေပြီးတော့မှအခု เนาะဒီအနောက်မြောက်တိုင်းစရဏန်ကျုပ်ကနေမန္တလေးအထိကိုကျွန်တော်တို့ကြီကာကားနေသွားမယ်တိုက်တော့ကြတယ်တည်တဲ့တည်ပေါ့မမဟုတ်လားဒိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးအတွက်လောက်တာဒါပေမဲ့မုံရွာမျိုးပေါ်မှာကတော့နောက်မြောက်တိုင်းစရဏန်ကျုပ်တိုင်းမူကြီးနဲ့အဲအစိုးရပေါ့နော်ဒီဟိုစကိုင်းစကိုင်းတိုင်းဝင်ကြီးချုပ်ပေါ့နော်အဘဦးမြတ်ကျော်ပေါ့နော်ဦးမြတ်ကျော်တို့ရဲ့အဲရင်ခွင်ရိတ်အခုလုံးရတာအေဂျင့်နဲ့မုံရွာကနေပြန်တော့မပြန်ချင်ဘူး မုံရွာကဌာနဆိုင်ရာတွေအားလုံးကိုပြည်သူလူထုတွေအားလုံးကနှွေးထွေးတယ်ကျွန်တော်တို့ဒီမုံရွာမှာရှိတဲ့မင်္ဂလာကံဆိုတာရှိတယ်เนาะကျွန်တော်တို့ကစုံလာပြေးနေရကျွန်တော်ဟိုနေ့ကပြောခဲ့တယ်ဟိုရွှေလင်းဦးဆရာတော်ဘုရားကြီးကမိန့်တာပေါ့เนาะဒီเนาะအနောက်ဘက်တိုင်းစစ်တပ်နန်းကျုပ်ထဲမှာရှိတဲ့ညောင်မင်းက82ပီလုံးဘက်82ပီရှိတယ်နော်၈၂ပြည်ရှိတယ်အဲ့ဒီရဲ့ညောင်ပင်ကြီးကမဟာဗောဓိမြံညောင်ပင်ကြီးကသူက ဖျားပွင့်ထားတဲ့ညောင်ပင်နဲ့ညီနောင်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်ကတက်မတော်အတွင်းထဲမှာရှိတော့လူသူရောက်ပေါက်နေပါတော့ကြတော့သူကသူဒီဗောဓိညောင်ပင်ကြီးကဖျားမပွင့်မဲနဲ့ဘောတော့သူ့ရဲ့ညီနောင်ကဖျားပွင့်သွားတာဆိုတော့အဲ့ဒီလင်းယုံရွှေလင်းယုံဆရာတော်ဖျားကြီးကမိန်ထားတာရှိတယ်နော်အဲ့တော့အဲ့ဒီကနေပြီးကျွန်တော်မင်္ဂလာကန်းဆိုပြီးတော့မင်္ဂလာကန်းဆိုတော့အခုနောက်မြောက်တိုင်းစတန်နယ်တို့တိုင်းဘူးဗိုလ်ချုပ်မျိုးမင်းထွေးပေါ့နော်ဗိုလ်ချုပ်မျိုးမင်းထွေးရောက်မှအဲ့ကန်းပေါင်းပေါ်မှာမီးလာရှင်ပေးထားတယ် အဲကွန်ကရစ်လမ်းလေးတွေခင်းပေးထားတယ်အောက်မှာတော့ကြာပန်းနေနဲ့အလယ်မှာဟိုကျွန်တော်တို့ရှင်ဦးဟိုဟာလားရှင်ဦးပါကုဒ္ဒရှင်ဦးပါကုဒ္ဒဟိုဟာဖရားပေါ့နော်ဟိုဟာရှင်ဥပကုဒ္ဒဟိုဟာ ਨੇ ကျွန်တော်တို့အဲ့မှာလှုပ်ထားတယ်အဲ့မှာတော်တော်လေးလေးတာယာတယ်အေဂျင့်နဲ့ပေါ့နော်အေဂျင့်နဲ့အဲ့မှာမီးတွေမှာလည်းတစ်ပင်အလားတနာလည်းတိုင်းမှုရလည်းအဲတော်တော်ကိုဒီစကိုင်းတိုင်းအတွက်ပေါ့နော်သူတော်တော်အလုပ်လုပ်ထားပုံပေါ်တယ်အဲ့တော့ကျွန်တော်ခဏနားမယ်ဒီမှာ ကျွန်တော်ညီမလေး ဒဇင်ဦးပေါ့နော်ဒဇင်ဦးကဒီနေ့သူ့ရဲ့စီရေးအခြေအနေကိုအဲကျွန်တော်တို့တွေမောင်နှမတွေကအဝေးရောက်ရှိနေရဖြစ်တဲ့အတွက်ကျွန်တော် YouTube Live ကနေပြီးတော့မှကျွန်တော်ညီမလေးကအဲဒီအေဂျင့်စွာနေထိုင်နေတဲ့ပြည်သူလူထုတွေတမတော်ကာကွယ်ဦးစီးချုပ်အပါအဝင်နိုင်ငံတော်အကြီးအကဲတွေနတ်ဆက်ကအစိုးရဝင်တရက်လုံးပြီးတမတော်နဲ့တမတော်သားမိသားစုတွေကိုတည်စီခြင်းနဲ့စိတ်နဲ့ညီမလေးတစင်ဦးကလည်းမြို့သားကျွန်တော်တို့ကစားတော့တဲ့အခမ်းအမကြီးတွေမှာ live လွှင့်တာပေါ့နော် live လွှင့်တာ ဆောနာညီမလေးပြောထားတယ်လို့ပဲပေါ့နောက်တစ်ခုကကျွန်တော်တို့စကိုင်းမှာနော်ဒီနေ့ကျွန်တော်တို့စကိုင်းတိုင်းဝင်ကြီးချုပ်ကြီးနဲ့လည်းကျွန်တော်တွေ့ရတယ်ကျွန်တော်တို့တွေ့ရတဲ့အကြောင်းတရားတွေဟာကျွန်တော်တို့ကဒီမုံရွာရဲ့ပေါ့နော်အခြေအနေအနေထားကိုသိကျင်တယ်သိကျင်တော့ကြတော့ကျွန်တော်တို့ကဟိုအဘာတိုင်းမှုကြီးကိုလည်းမေးတယ်နော်အဘာတိုင်းမှုကြီးကိုလည်းမေးတယ်အဲမုံရွာရဲ့အခြေအနေရအဲပြီးတော့ချင်းရင်မေးတယ်ဆိုတော့ကျွန်တော်တို့ကပြည်သူလူထုကိုပြန်လည်သိသိကျင်တာပေါ့ အဲဒီ2021ဖေဖော်ဝါရီလ1ရက်နေ့အခင်းချင်းရနေဒီဘက်ကိုဖြစ်လာတဲ့ဥစ္စာတွေကျွန်တော်တို့ကကျွန်တော်ဆိုတော့စပီကာပေါ့နော်စပီကာကဘမ်းမလိုက်တိုင်းစပီကာဘမ်းမလိုက်တဲ့စပီကာနော်စပီကာနောက်တော့ဟိုဟာဒီကိုကျော်စိုးတို့ကြတော့ဒါသတင်းမီဒီယာဖြစ်တယ်ညီမလေးသတင်းကကြတော့သူကတရားဝင်အစိုးရရဲ့လက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ညီမလေးဖြစ်တယ်ပေါ့နော်အဲတာဝန်ထမ်းဆောင်နေတဲ့အဲ့ဒါပြောချင်တာကျွန်တော်ကတော့ဘမ်းမလိုက်တဲ့စပီကာဖြစ်တော့ကျွန်တော်သိချင်တယ်သိချင်တော့ အမှန်တရားကိုလည်းခြားပြခြင်းနဲ့အဲစိတ်ကကျွန်တော်ယင်နေနှလုံးသားထဲမှာအများအမ်းခင်းရောင်းနေတာဆိုတော့ကျွန်တော်တို့ဝန်ကြီးချုပ်နဲ့လည်းတွေ့တယ်ဝန်ကြီးချုပ်ရုံးခိုင်းမှာသွားတွေ့တယ်ကျွန်တော်ရဲ့ကိုကျော်စိုးဦးရဲ့ညီမလေးသဇင်ဦးရဲ့ညီမလေးရဲ့အမေရဲ့ပြီးရင်ကိုကျော်စိုးဦးရဲ့ဟောပေါ့နော်ကင်မရာမန်ပေါ့အညီလေးတွေအကုန်လုံးနဲ့သွားတွေ့တယ်စကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်ကလည်းတော်တော်ကိုနွေးနွေးထွေးထွေးပဲ အဲဆက်ဆံရှာပါတယ်ဗောနော်ဆက်ဆံတယ်အသိကျင်တာတွေကိုပွင့်လင်းမြင်သာစွာမေးခွန်းရပါတယ်ဆိုတော့ကျွန်တော်တို့ဆိုရင်ပြောတာပဲဝန်ကြီးချုပ်ကအရင်တုန်းကမြောင်ခမ်းနှုတ်ဟန်တာဝီတို့ဒီကြံတာတို့ဒီကလေးတို့ဗောနော်အဲ့ဘက်ကံငေါကလေးလမ်းပိုင်းမှာရွာဆက်နေပါရှိနော်အဲ့ရွာမှာအမျိုးသမီးလားစဉ်သုံးအမျိုးသမီးလားစဉ်သုံးတော်မှာသူကနော်ဟိုဟာလှုပ်ပေးတဲ့နော်နော်တကယ်သဘောထားမြင့်မြတ်တဲ့လူလိုပဲပြောရမှာပေါ့ဒါကတော့အဲ့တော့ အဲအဲ့လိုလူတွေရှိရနေပြီးတော့မှတိုင်းပြည်နိုင်ငံအတွက်အဖိုးတန်တဲ့စကားမျိုးတွေဘာတွေဆက်လုပ်ပြီးဆက်လုပ်ပြရမလဲဆိုတာတွေကိုကျွန်တော်တို့ကအပြည်သူလူထုကိုသိသိစေချင်တာเนาะသိစေချင်တာအဲ့တော့စကိုင်းတိုင်းဝန်ကြီးချုပ်ကတော့အဲသူမုံရွာမှာပေါ့နော်သူဒီမုံရွာမှာသူသူပြောတယ်2021ရှစ်လပိုင်းလောက်မှာနေမယ်ပေါ့နော်သူတာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာအခုမုံရွာမျိုးကအချို့သောလမ်းတွေလမ်းတွေမှာလာကြည့်ပါ လမ်းကျိုလမ်းကြားတွေအားစနိုင်လွန်ကတ္တရာတွေသူခင်ပေးထားတယ်အဲပြီးလို့ရှိလို့ရှိရင်ဒီကျွန်တော်တို့ဟိုကန္တာယာပေါ့နော်ကန္တာယာမှာဆိုရင်အမဟိုပြည်သူရင်ပြင်လိုဟာမျိုးတွေအဲအခြေအနေနဲ့အားကားတွေပါဒီနေ့ဆိုရင်လည်းကြည့်လိုက်ကျွန်တော်တို့ဘလုံးပွဲနော်အသက်16နှစ်အောက်ဖလားပေါ့နော်ဝင်ကြီးချုပ်ဖလားပေါ့ဝင်ကြီးချုပ်စကိုင်းတိုင်းဝင်ကြီးချုပ်ဖလားကိုပြောပါနော်ဝင်ကြီးချုပ်ရဲ့ဖလားအဲကျင်းပါတယ်ကျွန်တော်တို့ကိုယ်တိုင်တွားရောက်ခဲ့တယ်အဲကျွန်တော်တို့အသက်တရမှာမကြောက်ပါဘူးတိုင်းပြည်မှာ เนาะတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးနဲ့ကိုအစိတ်ကမိုင်းတိုက်နေတဲ့ဝါရမိုင်းတိုက်နေတဲ့တိုင်းပြည်ကိုမငြိမ်မသက်ဖြစ်အောင်ဒီလိုမျိုးဒီလိုခွေးသစ်မီဒီယာတို့ပါတော့အချက်ကားပြီးပြောနေတဲ့အရာတွေကမြေပြင်မှာတကယ်မဟုတ်ဘူးဆိုတာကိုအသက်နဲ့ယင်ပြီးပြသခြင်းနဲ့စိတ်နဲ့ဒီမုံရွာကိုကျွန်တော်တို့ရောက်ရှိနေတာဖြစ်တယ်။နော်အဲ့တော့ကျွန်တော်တို့ကသွားတယ်။သွားတယ်သွားတော့အော်လိုင်းပေါ်မှာပြောနေတဲ့ဥစ္စာက မသိမုံရွာမျိုးကြီးဟာ၆ကက်ပြီးတော့မှ ဘာမှမရှိတော့ဘဲနဲ့နော်ဟိုလူသူမနေတော့ဘဲနဲ့ဟိုရှိနေတဲ့မျိုးပြက်ကြီးမျိုးပြက်ကြီးတမျိုးလိုပေါ့ဗျာနောက်ဆုံးစင်းนี่အဲ့လိုပဲပြောရမှာအဲ့လိုမျိုးပုံစံပြောတော့ကျွန်တော်တို့ကလည်းဟာစကားတိုင်းဆိုရဖွဲ့ရဆိုတာဘာလဲဆိုတော့ကျွန်တော်ကကြည့်နေတာကြည့်နေတော့ကျွန်တော်ရောက်တယ်ရောက်တဲ့ချိန်မှာကျွန်တော်လမ်းတွေလိုက်ကြည့်တယ်လမ်းတွေအားလုံးနိုင်လုံးကတ်တရခင်းထားတယ်အရင်တော့က PDF ကိုအားပေးခဲ့တာဒီ NLD ဒေါ်စုကြည်ကိုအားပေးခဲ့တဲ့လူတွေပေါ့အဲအဲ့လိုလူတွေကအစနောက်ပိုင်းကျတော့တဖြည်းဖြည်းနဲ့ အဲဒီနတ်ဆကအထိုးရကြီးရဲ့လက်အောက်မှာရှိနေတဲ့စကိုင်းတိုင်းဝန်ကြီးချုပ်နဲ့စကိုင်းတိုင်းတိုင်းမူကြီးတို့ရဲ့ဆွမ်းဆောင်ရေးကိုမြင်လာကြတယ်မြင်လာကြတယ်ကြိုးကြိုးလာကြတယ်ပြည်သူလူထုကတကုတ်ပဲရှိတာကဒီစကိုင်းမှာကပြန်ပေးဆွဲတဲ့အဖွဲ့ရှိတယ်အဲ့ဒီပြန်ပွေးပြန်ပေးဆွဲတဲ့အဖွဲ့ကြောင့်သူကဘယ်တော့စကိုင်းမြို့မှာနေနေတဲ့တတိယတကြွေတွေကမနေနိုင်တော့ဘူးလုပ်ငန်းရှင်တွေက လုပ်ငန်းရှင်တွေကမနေနိုင်တော့လုပ်ငန်းရှင်တွေကတခြားနေရာမှာသူတို့ကိုပြန်ပေးဆွဲမှလေပြန်ပြန်ပေးဆွဲတာဘယ်လိုလဲဒါသိတာတစ်ချိန်တုန်းကခမားတို့အားပေးခဲ့တဲ့ NLD တော်စုကိုထောက်ခံခဲ့တဲ့လက်သုံးချောင်းထောင်ခဲ့တဲ့လက်ရှိ PDF တွေအရပဲခမားတို့ပြန်ပေးပြန်ဆွဲတာနော်ပြန်ပေးပြန်ဆွဲတာပြီးလို့ရှိရင်တပတ်မှ PDF တွေသွားတဲ့လူကိုမူရစေဝါနဲ့ထိန်းထားတယ်ကောင်မလေးချောချောလာလာလေးတွေစကွန်စက်ချစ်စကွန်20လေးတွေမိကောင်မောင်အွယ်လေးတွေကို ဖမ်းဆီးခေါ်တော်သွားတယ်ဒီ PDF တွေကိုဆေးပြားနဲ့ထိန်းတယ်မိမနဲ့ထိန်းတယ်အပျော်ပါးနဲ့ထိန်းထားတယ်เนาะဒါ PDF NUG လောက် MOG လောက်ကအဖွဲ့တွေอ่ะเนาะဆေးပြားနဲ့မူရစ်ဆေးဝါးနဲ့ထိန်းတယ်မိမနဲ့ထိန်းတယ်ပြီးတော့ကြည့်လို့ချင်းရင်တို့ကအပျော်ပါးတွေအတော်အစားတွေနဲ့ထိန်းထားတယ်အဲ့တော့ဒီကလေးတွေဘလို့မှယုံထွက်မနိုင်တော့ဘူးနော်ယုံထွက်မနိုင်တော့သူတို့ကစုပ်လဲစုစားလဲယူဖြစ်တယ် အခုကဲကျွန်တော်တို့မုံရွာမှာနော်သွားနေတယ် PDF တွေပါမှာမုံရွာမှာမသွားရဘူးပါညာကျွန်တော်ဇော်ဘုံအင်းလေဟိုမှာပြပမီဒီယာကြော်ဆိုးဒီမှာညီမလေးသစင်ဦးလေအကုန်လုံးအတိုင်းတိပီဒီ3ရောင်လုံးဒီ3ရောင်လုံးကမုံရွာကိုရောက်နေတာမုံရွာကိုကဲကြည်အောင်ဘလုံးခွေးနဲ့မှာပွဲကြည့်စင်တော့အထူးအထူးဟိုဖိတ်ကြားချက်ရဲ့ဧည့်သည်တွေမဟုတ်ကိုကိုဘကူသွားတာသွားတာဒါဒါအကုန်လုံးသိတယ် ကျွန်တော်တို့ကျွန်တော်တို့ပြောတဲ့စကားတိုင်းကျွန်တော်လက်ပြလုံးလိန်ညာမပြောတတ်ဘူးကိုယ့်ဘက်ကိုသွားတာသွားတော့ကျွန်တော်တို့ကဒီကဟိုပေါ့နော်ဒီကျွန်တော်တို့မုံရွာရဲတိုင်းတပ်ဖွဲ့မူကြီး CB เนาะ CB နဲ့ကျွန်တော်တို့တွေ့ဖို့ချိန်တယ်မုံရွာမျိုးမရဲစခန်းတွေကိုကျွန်တော်တို့ရောက်တယ်မောင်နှမသုံးအောင်လုံးเนาะရောက်တယ်အဲတွေ့တယ်အဲတရင်အချက်လက်တွေမှားနေတယ်ဒီမုံရွာနဲ့ပတ်သက်ပြီးရင်ပေါ့နော်အေဂျင့်တွေဒါပေမဲ့ကျွန်တော်စွမ်းနာပြောဆိုတော့အခုပြန်ပေးဆွဲတဲ့အဖွဲ့တွေကိုလည်းနမခတိုင်းမူကြီးနဲ့ နော်နာမကတိုင်းဘူးကြီးနဲ့အရာကြီးအရာအကျက်တီတွေအားလုံးပူပေါင်းပြီးတော့မှနော်နေမြေရှင်းလင်းရေးတွေလုပ်တယ်အဲမတိကြောင်ဆိုမှမဆိုမဲ့ဒီနေ့အောင်ပွဲတွေဆိုရင်ဒါဒါနာမကတိုင်းဘူးကြီးဆိုတာလက်ကီကောင်းတယ်လို့ပြောရမှာဒါကျွန်တော်သူ့အစေနာမန်နဲ့ကျွန်တော်ကျွန်တော်တို့တွေရောက်နေရသူအောင်မြင်မှုတွေဒီမှာနော်ဂန်းကိုတို့ဘာတို့မှအလောင်းတွေလက်နဲ့တွေရရတယ်နော်အလောင်းတွေလက်နဲ့တွေရတယ်ကျွန်တော်တို့ဟိုရွှေမြစ်တာတို့ဘာလို့မှအလောင်းလက်နဲ့ရတယ်ငါလောင်းလို့အဘနဲ့လက်တို့အဲ့လိုရရတာရတယ်အကျွန်တော်တို့လာတော့အတိုင်းမူးတောင်မှအာကိုစိုးဘိုးရင်းက ဟိုနော်စစ်သွေးစစ်မှန်စိတ်အပြည့်ရှိလို့တိုင်းပြည်ကိုတကယ်ချစ်လို့ကိုကျော်စိုးဦးတို့ကတော့တိုင်းပြည်အတွက်အဓိက